ဒဝေဒေသခံတွေရဲ့ယင်းဤထက်ဝင်ငွေငွေချက်သိန်းပေါင်းများစွာပြန်ထုတ်ယူမရဖြစ်နေတဲ့ငွေကြေးပြဿနာကိုဖြေရှင်းမပေးနိုင်သေးတဲ့ဦးစိုးမင်းထိုက်ဟာရန်ကုန်တိုင်းကမာရွတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။ဦးစိုးမင်းထိုက်ဟာစစ်အုပ်စုကျင်းပမဲ့ယူကောက်ပွဲမှာမြန်မာနိုင်ငံတောင်တူလက်သမောင်းဖွံ့ဖြိုးတိုးတက်ရေးပါတီ MFDP ကနေဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။ ဦးစုံမင်းထိုက်ဟာ forest trading လို့ခေါ်တဲ့နိုင်ငံတကာငွေကြေးရောင်းဝယ်ရေးစည်းကွက်မှာယင်းနှမြုံနယ်သူဆိုတဲ့ဒေါက်တာညီညီဆွေရဲ့လက်အောက်ကနေဒဝယ်ဒေတာအတွက်လီဒါခေါင်းဆောင်တူအဖြစ်လောက်ကင်ခဲ့တယ်လို့နှိဆက်သူတွေကပြောပါတယ်တဝယ်ဒေတာမှာရှိတဲ့လီဒါခေါင်းဆောင်28ရောက်ရဲ့ငွေကြေးပြဿနာအလုံးနီးပါးကဥဆုံးမင်းထိုင်းနဲ့ပတ်သက်နေပြီးငွေကြေးသိန်းတောင်းနဲ့ချီရှိနိုင်တယ်လို့အဲ့ဒီကိစ္စကိုထက်ထဲဝင်သိတဲ့သူတအူးကဆိုပါတယ်။ ခုနှစ်ဧပြီလမှာဒေါက်တာညင်ညင်ဆွေကိုရန်ကုန်မှုကင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ခွက်ပြီးတဲ့နောက်အတိုး15ရာခိုင်နှုန်းထုတ်မပေးတော့တဲ့အပြင်အရင်မှပြန်ထုတ်မရဖြစ်နေကြသလိုဥဆုံမင်းထိုက်ကဖြည့်ရှင်းပေးတာလည်းမရှိဘူးလို့ဆိုပါရယ်အခုလုံငွေကြီးပြဿနာကိစ္စနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့အခြေအနေတွေနဲ့ပတ်သက်လို့ဥဆုံမင်းထိုက်ကိုတွဲဝက်ကဆက်တွဲခဲ့ပေမဲ့ပြန်လည်ဖြည့်ကြတာမရှိသေးပါဘူး